အားလုံးတို့ကိုနားလည်ကြပါကျွန်တော်ရဲ့ APR ကမြန်မာ YouTube Channel လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဂျမက်ပါတီဟာအစိုးရထုတ်ပြန်ချက်မှာပါရှိတဲ့ရခိုင်ပြည်မှာလွတ်လပ်တဲ့တရားပြည်နေတည်ထောင်ရေးကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းရှင်းထုတ်ပြန်လာခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ကိုသတင်းဆောင်မအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရှင်နိုင်ငံမှာဘာသာရေးကိုအခြေခံထားတဲ့ဂျမက်ပါတီတစ်ခုဖြစ်တဲ့ဂျမက်အစ္စလာမီ ါတီဟာ၎င်းတို့ခေါင်းဆောင်တဦးရဲ့အဆိုပိုင်းထုတ်ပြန်ချက်တရက်မှပါရှိတဲ့မြန်မာနိုင်ငံကရိုဟင်ဂျာအများစုနေထိုင်ရာရခိုင်ဒေသမှာလွတ်လပ်တဲ့တခြားပြည်နယ်တစ်ခုထူထောင်ရေးကိစ္စနဲ့ပတ်သက်ပြီးအပိလ29ရက်နေ့ရှင်းလင်းချက်တစ်ခုထုတ်ပြန်လာခဲ့ပါတယ်။ဂျာမတ်ဤအစ္စလာမီ ပါတီဗဟိုသတင်းဖြန့်ရှည်ရေးဌာနမှမူဂျီဗိုလ်အလမ်လက်မှတ်ရေးထိုးထားတဲ့ကြေညာချက်အစ်စ်မှာ ပါတီက၎င်းရဲ့ ကောင်းဆောင် ဖြစ်တဲ့သူကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုးလုံနေကြတဲ့ရဟင်ဂျာများကိုမိမိတို့နေရာဒေသတို့ဘေးကင်းလုံခြုံစွာဂုဏ်သိက္ခာရှိရှိပြန်နိုင်ရေးနဲ့၎င်းတို့အတွက်ဘေးကင်းဆုံး ASF ဆုံးတခုထူထောင်ရေးတို့ကိုအလီပေပြုစုခဲ့ခြင်းသာဖြစ်တယ်လို့ဖော်ပြပါတယ်ကျွန်တော်တို့ရဲ့မှတ်ချက်ကနားလည်မှုရင်းမစေတဲ့ဆိုရင်ဒီထုတ်ပြန်ချက်ကဖြည့်ရှင်းနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဒါကဘင်္ဂလားဒေ့ရှ်နိုင်ငံဂျမတ်အစ္စလာမီရဲ့ချက်တိချက်ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ international ပြောသွားခဲ့ပါတယ်မင်းညကတီချာထုတ်ပြန်ချက်တစ်ခုမှာ၎င်းပါတီကရောဟင်ဂျာအများစုနေထိုင်ရာရခိုင်ဒေသမှာလွတ်လပ်တဲ့ပြည်နယ်တစ်ခုထူထောင်ရန်ပါတီကအဆိုပြုခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်အဆိုပိုင်းသတင်းထုတ်ပြန်ချက်များအကြာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အလီပတ်ရောက်ရှိနေတဲ့တရုတ်ကွန်မြူနတီပါတီကိုဇလီအဖွဲ့နဲ့ဒါကာမြို့မှာရှိတဲ့ဟိုတယ်တစ်ခုမှာဂျမန်နေ့ကတွေ့ဆုံ စင်မာအဲ့ဒီအဆိုကို တင်ပြခဲ့တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရိုဟင်ဂျာ73သိန်းကနေ12သိန်းဝန်းကျင်အထိလူမဆန်တဲ့အခြေအနေမှာနေထိုင်နေကြရပါတယ်အစားအသောက်နဲ့ အဝတ်အစားတွေပေးဆောင်တာဖြည့်ရှင်းချက်မဟုတ်ပါဘူးအမြဲတမ်းဖြည့်ရှင်းချက်ကတော့သူတို့ရဲ့မွေးရမြန်မာနေရပြန်ရည်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်ပေးချင်တာဖြစ်ပါတယ်ဒါကြောင့် Ranger အများစုနေထိုင်ရာရခိုင်ဒေသမှာလွတ်လပ်တော့တီးခြားပြည်နယ်တကူထူထောင်ပေးရန်အစိုးပြုခဲ့ခြင်းဖြစ်တယ်လို့အဆိုပါအစည်းအဝေးအပြည့်မှာတည်င်းထောက်မြတ်နဲ့တွေ့ဆုံစိမ်းမှာ၎င်းကပြုဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်တရုတ်နိုင်ငံတို့ဘာကြောင့်အစိုးပြု သွင်းရနေတယ်ဆိုတော့မေခွန်းနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံဟာမြန်မာနိုင်ငံနဲ့ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့အတွက်အရှိပါတဲ့အခန့်ကဏ္ဍမှာပါဝင်နေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သူကတောင်းပြန်မှာတုံ့ပြန်ပါတယ်တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့ဟာ၎င်းတို့အစိုးပြုချက်တွေကိုတရုတ်အစိုးရထံမှာတင်ပြဖို့အတွက်အာမခံခဲ့ပါတယ်။ဂျာမန်ဤအစ္စလာမီပါတီကထုတ်ဖော်ပြောဆိုလာတဲ့မြန်မာနိုင်ငံမှာရိုဟင်ဂျာအများစုနေထိုင်ရာရခိုင်ဒေသမှာလွတ်လပ်တဲ့တရားပြင်းတွေတစ်ခု တီထောင်ရေးကိစ္စနဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်လာခြင်းမှာအခုလိုချင်းလင်းချစ်တွေပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဂျာမက်ဤအစ္စလာမီပါတီဟာယခင်ကအဝါမီလိုက်အစိုးရလက်ထက်ကဘာသာရေးအစွန်းရောက်ပါတီအဖြစ်သတ်မှတ်ခံခဲ့ရပြီးမတရားအသိအဖြစ်ကြီးညာခံထားရကနိုင်ငံရေးလှုပ်ရှားမှုတွေပိတ်ပင်ခံထားရတဲ့ပါတီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဆိုတော့ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စဉ်းစားစရာလေးတွေရှိပါတယ်တရုတ်ကွန်မြူနတီပါတီကျလာတဲ့အချိန်မှာဒီပါတီကနေပြီးတော့တောင်းဆိုလိုက်တဲ့သတင်းပေါ့နော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကြီးမားမားမြင့်တက်လာတဲ့အချိန်မှာ သူတို့ရဲ့ထုတ်ပြန်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ရှင်းနာညီညွတ်မှုမရှိတာလေရှိပါတယ်ဒါဟာအရေးကြီးတဲ့ကိစ္စတစ်ခုပါဆိုတော့ကျွန်တော်တို့ကသူတို့ရဲ့ဒီထွက်ပြေးတင်းချောင်နေရတဲ့ဒီရိုဟင်ဂျာလို့ပဲခေါ်ခေါ်သူတို့အခေါ်ရိုဟင်ဂျာပေါ့နော်ဆိုတော့ဒီမွတ်စလင်ဒုက္ခသည်တွေကိုပြန်လည်နေရာချထားချထားနေနေရက်ပြန်နိုင်ရေးအတွက်ဆောင်ရွက်သွားမှာအမှန်ပင်ဖြစ်ပေမဲ့အဲတီရှာပြင်နေတခုထူထောင်ရေးဆိုတဲ့ကိစ္စကတော့အင်မတန်မ ဒီ NDA ရှိတဲ့အဲအောက်ပါကြမ်းစတနီယိုရှိုပီပူဘတ်ဂျာအီလကဲ NDA ရှိတဲ့ကိစ္စတစ်ခုလို့ပြောလို့ရတာပေါ့နော်ဒီအဲဒီဘက်ကရခိုင်အတိုင်းဝိုင်းအတွက်ဒါပေမဲ့သူတို့ရဲ့လူအခွင့်အရေးနဲ့ချရပိန်ခွန်းတွေကိုတော့ကျွန်တော်တို့ကထက်သွင်းစဉ်းစားပြီးတော့အကောင်းဆုံးလုပ်ပေးရမှာဖြစ်တယ်ဒါတော့လက်ကိုလက်ခံရမယ်အနေထားပေါ့တို့တစ်ဖက်မှာသူတို့ ਨੇ တဟဇာတာဖြစ်ဖို့အတွက်တဟဇာတာငင်းချမ်းစွာအတူချင်းတွင်နေထိုင်ဖို့အတွက် လှုပ်ဆောင်ထားမယ့်အရာတွေလေးအများကြီးရှိနေပါတယ်။အဲတီးခြားပြည်နယ်ထူထောင်ရေးကိစ္စကတော့လုံးဝကိုဟို NDA ရှိတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဒီကိစ္စဟာဒီဝေဖန်မှုတွေမြင့်တင်နေတဲ့အချိန်အခါမှာအခုလိုထုတ်ပြန်ချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဆိုတော့ဒီဒီဘင်္ဂလားဒေ့ရှ်ရဲ့ဒီ Jamiat-e-Islami Party ဟာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဒီအထက်အစ္စလာမစ် ဆန်တဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်ရှိနေတယ်။အ1942ခုနှစ်မှာအတီကဒီတီထောင်ခဲ့ပြီးတော့1982ခုနှစ်မှာဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံခြားဒီတီချားနိုင်ငံဖြစ်လာချိန်မှာပေါ့နော်။ဒီဘင်္ဂလားဒေ့ရှ်အတွင်းမှာသူကအလုပ်လုပ်လာတယ်။အစ္စလမ်တရားတွေကိုအခြေခံတဲ့အစိုးရစနစ်တစ်ခုဖန်တီးချင်တဲ့ပါတီဖြစ်တယ်။အဲ့တော့ဒီပါတီဟာတော်တော်လေးတရားတရားဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့အစွန်းရောက်မှုတွေရှိတဲ့ပါတီဖြစ်တယ်လို့ဒီမိုကရက်တစ်ပါတီတွေအတွက်တော့ ဟိုဒီအအတိတ်ခံပါတီမျိုးဖြစ်ပါတယ်ဆိုတော့1982ခုနှစ်ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာပါတီရဲ့အဖွဲ့ဝင်တချို့ဟာပစ်ခတ်မှုလူတမ်းမှုစတဲ့ပြစ်မှုတွေပါဝင်အပတ်သက်ခဲ့တဲ့ဆွေဆွေခံရတဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုပြောရမလဲဒီအတိတ်ကတော့ဒီဒီအကြမ်းဖက်မှုတွေ ်ပြီးတဲ့လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာရောဟောအကြံပေးမှုတွေပါဝင်ကျူးလွန်ခဲ့တဲ့အတွက်ကြောင့်မလို့ပြည်သူတွေရဲ့ဒီဆွစေခြင်းဆန့်ကျင်ခြင်းကိုခံခဲ့ရတဲ့ပါတီလေးဖြစ်တဲ့တော့2020အဲ2013ခုနှစ်ကလေးကပါတီအဖြစ်တရားမဝင်အဖြစ်သတ်မှတ်ခံထားပြီးတော့ဒီတချို့ဒီပါတီခေါင်းဆောင်တွေဖမ်းဆီးထောင်ချခံခဲ့ရတာလေးရှိပါတယ်။ဒါဆိုတော့တခြားပါတီတွေဖြစ်နိုင်ငံရေးပုံမှာ ပါတီတစ်ခုအနေနဲ့တန်တန်ကြီးဖြစ်နေပြီလူထုအတွက်မှာဆန့်ကျင်မှုတွေလည်းများတဲ့ပါတီဖြစ်ပါတယ်ဒါပေမဲ့ Islamic အဲဒီအယူဝါဒတွေရှိတဲ့သူတွေကတော့ဟောဒီအစွန်းရောက် ဒီပါတာရဲ့အယူဝါဒရှိတဲ့သူတွေကအများစုထောက်ခံနေတဲ့ပါတီဖြစ်တယ်လို့ယူဆရပါတယ်ဆိုတော့မြန်မာဒီလက်ရှိရခိုင်ပြည်နယ်မှာဒီလိုမျိုးဟိုဒီလက်ရှိရခိုင်မြန်မာဒီစီရေးနိုင်ငံရေးအကြက်အသေးကို အခွင့်ကောင်းယူပြီးတော့ဒီပါတီကတောက်ရှာမှုတွေလှုပ်လာနေတယ်ဆိုတော့အဲဒီသဘောထားအမှတ်ရှင်းမျိုးကိုပေးရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံရဲ့လက်ရှိရခိုင်ဒေသ သားရဲ့လက်ရှိအခြေအနေတွေအရာဒီလွတ်လပ်ရေးတရားကြီးညာမှာလားမဟုတ်ဟိုဒီ ဖက်ဒရယ်ယူနစ်တစ်ခုအတွက်လလလေးကြီးညာတာဖြစ်ဖြစ်ဖက်ဒရယ်ယူနစ်တစ်ခုအတွက်ဖြစ်ဖြစ်အဲတီချာတော့တီချာရှိနာမှာရှိရှိလာမှာဖြစ်တယ်သူတို့ဖြစ်လာတဲ့အချိန်မှာသူတို့ကဒီဒီသူတို့အခေါ်ရောဟင်ကြားပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်ကထွေပြဒုက္ခသည်တွေကိုသူတို့ကစီယုံပြီးတော့ဒီတီချာနေမြေတစ်ခုကိုသူကတောင်းရှင်နေပေါ့နော်တောင်းရှင်နေအဲ့လိုဆိုတဲ့အခါမှာအဲဒီစစ်စုံလို့ပဲခေါ်ခေါ်ပေါ့နော်စစ်စုံဆိုတာကတော့ဟိုဒီကိုလာတမေကရေဆောင်းရှော့ခံနေရပေါ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အဲ တီးခြားနေမည်ဆိုတဲ့ကိစ္စကဒီအရခအစိုးရအနေနဲ့ရောဟိုဒီတော်တော်ကိုစဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့ ဟိုဒါတွေဘယ်လိုဖြစ်လာမလဲဆိုတာလက်ရှိမှာဝေဖန်မှုတွေမြင့်တင်နေသလိုစောင့်ကြည့်မှုတွေလေးအဲရှိနေတဲ့အတွက်ကြောင့်မလို့ဟိုအထူးသဖြင့်ဒီဒီအဲပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိလာတဲ့အခါမှာသူတို့ဘက်ကဒီဒီထုတ်ပြန်ချက်တွေကိုထုတ်လာတာမျိုးဖြစ်ပါတယ်အဲဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ကအဲဒီမျက်ခြေမပြတ်စောင့်ကြည့်နေရမှာဖြစ်သလိုဟိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရခအစိုးရအနေနဲ့လေးပဲအကောင်းဆုံးဖြစ်ရှင်းဖို့ဟိုဒီကြိုတင် ပြင်ဆင်ထားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟိုစုံထီကြည့် ီချိုးပေးခဲ့ကြတဲ့နားဆင်ပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့မိဖပြည်သူညီကောင်မတော်မများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးတော့ဝန်းညံပေးခဲ့ကြပါအောင်ခင်ဗျာ